ဒါကတော့မြန်မာနိုင်ငံရဲ့ကြေးလက်တော်ရတွေမှာနွေရာသီရောက်တိုင်းကြာရတဲ့ကျိုင်းကောင်တွေရဲ့အောင်းဘွေရဆွမ်းရည်တွေအကြောင်းပဲဖြစ်ပါရင်ဒီကျိုင်းကောင်လေးတွေကိုရန်ကုန်မြို့ကြီးသားတွေကပရိတ်လိုလဲခေါ်ပြီးတော့ဒီကောင်လေးတွေရဲ့ဂုံတက်တီဟာကြော်စားရုံနဲ့အရသာရှိတာမဟုတ်ပဲဇီဝဗေဒအရကလည်းအမတန်ကိုမှအရေးပါလာပါရင်ပထမအဆုံးအနေနဲ့ကတော့လူတိုင်းသိထားတဲ့သူတို့ရဲ့အရေးချင်းတစ်ခုကိုထုတ်ပြောရမယ်ဆိုရင်တော့သူတို့ဟာအကောင့်သေးတဲ့လောက်ကိုအတန်ပြေးတာပဲဖြစ်ပါရင်ကျိုင်းကောင်တွေကညဘက်မှာ120ဒက်စီဘယ်အထိကိုမှကျေလောင်တဲ့အတန်ကိုထုတ်လွှင့်နိုင်ပါရင် ဒါဟာဆိုင်ငယ်ဟုံးတန်ထက်ကိုပိုကျဲပြီးတော့လူတယောက်ရဲ့နားကိုအုံခဲသွားစေတဲ့အထီကိုပြင်ထပ်ပါရီသူတို့ဟာဒီလိုမျိုးအတန်ကြဲကြဲကိုထုတ်လုပ်နိုင်ဖို့အတွက်ဝမ်ပိုက်နာကအထူးကြွတားတွေကိုအလင်းမြန်ကိုတုံခါစေပြီးတော့ပြင်းထန်တဲ့အတန်လိုင်းတွေစဉ်စဲမပြတ်ကိုမှထုတ်လို့ရပါပြီလီလာချက်တွေရကတော့ဒီတန်တွေကိုအထီးချိုင်းကောင်တွေကမိလိုက်ရသည်မှာအမားတွေကိုဆွဲဆောက်ဖို့အသုံးပြုကြတယ်လို့သိရပြီးတော့တနအီကိုအကျဉ်းတပေါင်းထီကိုမှအတန်ထုတ်လုပ်နိုင်ပါပြီဒီတန်တွေကတော့မိဘက်ရှာဖို့အတွက်ကိုတဘာဝရဲ့အန်အောပွဲရာဆွဲဆောင်မှုတစ်ခုလို့တော့မှပြောရပြီးတော့အတန်ပို့ပြီးတော့ကြက်လေးလေးအမားတွေကပို့ပြီးတော့ကြက်လေးလေးလေးဖြစ်ပါပြီ ချိုင်းကောင်းနေရဲ့နေထိုင်မှုဘဝမှာအတန်ပိုအကျေဆုံးအထီးကိုသာယောက်ျားအပိတာဆုံးဖြစ်ကိုတတ်မှတ်ပြီးတော့မိလိုက်ဖို့ကိုရွေးချယ်ကြပါရင်အမချိုင်းကောင်းတွေမှာတော့ဒီလိုမျိုးအတန်ထုတ်လွှတ်နိုင်တဲ့စွမ်းရည်မရှိပေမဲ့လည်းမိလိုက်နေစဉ်မှာတော့သူတို့ဟာအချင်းချင်းအတန်ပြူချင်းအပြင်တာယာမှုကိုဖလှယ်ကြပါရင်ဒီလိုမျိုးထူးခြားလာတဲ့ဇယိုင်းနဲ့ချိုင်းကောင်းတွေဟာနှစ်နှစ်ကနေ18နှစ်အထိကိုရှည်ကြတဲ့တတန်ရှိကြပါရင်ဒီကောင်းတွေကတော့မွေးကလေးကမြေရင်းမှာပဲနေကြပြီးတော့မြေအောက်မှာနှစ်ပေါင်းများစွာနေပြီးမှမြေပေါ်ကိုတက်ကြရတယ်ဖြစ်ပါရင်မြေအောက်မှာနေထိုင်တဲ့ကာလမှာအပင်အမြစ်တွေကိုစားတောက်ပြီးတော့မြေပေါ်ရောက်မှသာအတောင်ရွတ်တွေကဖွံ့ဖြိုးလာတာပါ မျိုးရင်းရှာတွေ့မှုမှတ်တမ်းတွေမှာတော့ကျိုင်းကောင်မျိုးစေ့ကိုလွန်ခဲ့တဲ့နှစ်နေရာကမှစတင်တွေ့ရှိခဲ့တယ်လို့ဖော်ပြထားပြီးတော့တနအိုင်ကို1ကီလိုမီတာအထိကိုမှပြန်တန်းနိုင်တဲ့အထိကိုအံ့ဖွယ်ရာအင်းဆက်အဖြစ်ကိုလည်းစနစ်တင်ထားတာကိုတွေ့ရပါပြီ။ကျိုင်းကောင်မျိုးစေ့ပေါင်း3000ကျော်ရှိပြီးတော့အဲ့ဒီထဲကတချို့မျိုးစေ့တွေဆိုရင်တော့18နှစ်ကြာတဲ့အထိကိုမှအသက်ရှင်နိုင်တယ်လို့တချို့မျိုးစေ့တွေရဲ့ဥတွေကတော့တင့်တော်တဲ့အပူချိန်နဲ့အာဟာရတက်ကိုမရမချေမြေတွင်းထဲမှာနှစ်ပေါင်းများစွာဥခဲဖြစ်ကိုမှအသက်ရှင်နိုင်ကြပါပြီ။ ။ဒါကြောင့်မလို့အကျော်မှလာတဲ့ဒီကျန်းကောင်လေးတွေကိုလူတွေကတရေစာတစ်မျိုးဖြစ်ကုန်မှစားသုံးခဲ့ကြပြီးတော့အာရှနိုင်ငံတွေမှာကျန်းကောင်ဟာဈေးကွက်ဝင်တဲ့လမ်းပိစာတစ်မျိုးဖြစ်လာခဲ့ပါပြီ။တရုတ်နိုင်ငံမှာတော့ကျန်းကောင်တွေကိုဈေးဘက်ဝင်တရဝဖြစ်ပါသတ်မှတ်ထားကြပြီးတော့တချို့သောဒေသတွေမှာဆိုရင်တော့ကျန်းမာရေးအတွက်ကိုဈေးဖော်ဆက်ခြင်းဖြစ်ကုန်မှရိုးရဈေးဝဖြစ်ကုန်အသုံးပြုကြပါပြီ။တရုတ်နိုင်ငံမျိုးပြလမ်းလေးပေါ်မှာရှိတဲ့ကျန်းကောင်အဆက်ကျော်ဟာလည်းထင်ရှားတဲ့စားစရာတစ်မျိုးဖြစ်ပါပြီ။ဒါပြင်ကောင်မှဒီကျန်းကောင်တွေရဲ့အတန်ထုတ်လုပ်ပုံကိုလေ့လာပြီးတော့အင်ဂျင်နီယာပညာရှင်တွေက ပုံမကောင်းမွန်တဲ့အတန်ထုတ်လွှင့်ချက်တွေကိုဖန်တီးဖို့ကြိုးပမ်းနေကြတယ်လို့လည်းသိရပြီးတော့ကျန်းကောက်တွေဟာလည်းလူသားမျိုးနွယ်အတွက်ကိုမှအရေးပါတဲ့တရားဖြစ်ကိုယနေ့တိုင်ကိုမှယက်တည်လို့နေပါပြီ။ဒါပေမဲ့လည်းတန်ရင်စစ်လွန်ရင်ပေးဆိုတဲ့လိုမျိုးစားကောင်းတဲ့ဆိုတိုင်းမျိုးတွန်းအောင်လို့ဖန်ဆီးမယ်ဆိုရင်တော့ဂီဟာစနစ်အတွက်ကိုအန္တရာယ်ရှိနိုင်ပါပြီ။ကျန်းကောက်တွေဟာငှက်တွေဖားရီနဲ့တခြားသောတရားတွေအတွက်ကိုအရေးကြီးတဲ့အစာရင်းမြစ်လည်းဖြစ်တာမို့လို့အလွန်အကျွံကိုမှဖန်ဆီးရောင်းချခြင်းကိုမလုပ်ဖို့တော့ကျွန်တော်ကတော့အမှားပါလိုက်ပါရစေနော်။ ပရိသတ်တို့ကရောဒီကြိုင်းကောင်တွေကိုမြင်ဘူးကြလားဆိုတာနဲ့ကြော်စားရင်ရောကြိုက်ကြလားဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်